ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Would you marry me ဆိုတဲ့ drama လေးကို recap လုပ်ပေးပါဖြစ်ပါတယ်အပိုင်း3အားလုံးနဲ့ပတ်ပင်တိုးနေတဲ့ Would you ဟာဖုန်ခေါ်ပြီးသူစီလာနေတဲ့ Mary ကိုလက်ဟန်ချင်ဟန်ပြပြီးရှောင်ခိုင်းလိုက်ပါတယ်အထာနဲ့တဲ့ Mary ကလည်းနေရာခြံဝန်းထဲကိုဝင်ပြီးခွေးအိမ်လေးထဲမှာပုံနေလိုက်ပါတယ်ညာရောက်တော့သူတို့နေရာဖုံးဆက်ကြပြီးနေရာစလုံးပြပြနေကြဖို့သဘောတူလိုက်ကြပါတယ်နောက်တစ်ခါမှ Would you ရဲ့အဖွားကိုဆံဝမ်းမလေးဂျင်ကြောင်းနဲ့ သူမရဲ့အဖေစေအောင်အုပ်တို့ကစိတ်လာစစ်ပေးကြပါတယ်။အဖွားနဲ့သူမရဲ့အဖေဖြစ်သူကဝူဂျူနဲ့သူမကိုသဘောတူနေကြပြီးဆံဝမလေးကလည်းဝူဂျူကိုသဘောကျနေပါတယ်။အဖွားကလည်းအမြန်နီးစားအောင်လုပ်ဖို့တိုက်တွန်းနေပါတယ်။ရုံးမဝူဂျူကသူ့ကိုဝမ်းကွန်းနဲ့တွေ့တော့ဒီဇိုင်းစာချုပ်ကိစ္စအဆင်ပြေသွားပြီဖြစ်ကြောင်းကိုပြောပါတယ်။သူ့ကိုကလည်းဘလို့အပေးယူလုပ်လိုက်လဲဆိုတာကိုသိချင်နေပါတယ်။တစ်ဖက်မှာလည်းကင်ဝူဂျူအတော်ရဲ့အမျိုးသားဖြစ်သူကကုမ္ပဏီမှာယာလူကြီးဒါရိုက်တာတယောက်ဖြစ်ပြီးကုမ္ပဏီကိုသူ့လက်ထက်ရောက်အောင်လုပ်ကြံနေသူတစ်ဦးဖြစ်ပါတယ်။ နောက်တစ်ခါမှမယ်ရီကနေစရာကိုရှာတွေ့သွားပြီးစပွန်ဝင်မပေးရတဲ့ဒဲကျုံမိုဒယ်မှာပဲနေလိုက်ပါတော့တယ်။မယ်ရီကမဟုတ်ဘူးဒီဇိုင်းအသစ်အတွက် presentation လုပ်ပြီးချိန်မှာအားလုံးကသဘောကျသွားကြပြီးဒီညအဖွဲ့ဝင်နဲ့တွေ့ဆုံပွဲအဖြစ်မယ်ရီကိုအခင်ဆိုင်မှာလိုက်တော့ဖို့ခေါ်ပါတယ်။အခင်ဆိုင်မှာတောက်လို့စားလို့ပြီးမှတော့မယ်ရီကအမှုလွန်နေပြီးကင်ဝူဂျူကသူမနေတဲ့နေရာကိုပြန်လိုက်ပို့ပေးပါတယ်။မိုဒယ်အခန်းထိပို့ပြီးကမှကာတော့ကမယ်ရီခန်းထဲမှာခြံခဲ့ပါတယ်။ကာတော့ခြံခဲ့လို့မယ်ရီကိုဖုံးဆက်ချိန်မှာတော့ ်ရုတ်တရက်မရီအော်ဒန်ကိုကြားလိုက်ပြီးဝူဂျူကအမြန်ပြေတက်သွားပါတယ်အခန်းနကကပွင့်နေပြီးကောင်တာကလူကလည်းအခန်းထဲကိုရောက်နေတာမို့မရီကိုတခုခုလှုပ်နေတာဆိုပြီးဟိုလူရဲ့မျက်နှာကိုလက်သေးနဲ့ထိုးချလိုက်ပါတယ်ပြီးသွားမှသူမသွားမှန်းသိပြီးအထိုးခံရတဲ့သူကိုတောင်းမန်ကအိမ်အစ်ကိုပြောင်းပေးခဲ့ပါတယ်မနေ့အိယာနိုးတော့မရီကအိမ်ဝဝရန်တာဘက်ထွက်ပြီးလမ်းဘက်ကိုကြည့်စင်မှာအင်ဂျင်ဒါရိုက်တာဆိုသူကိုရုတ်တရက်မြင်လိုက်တော့ခဏပုံလိုက်ပါတယ်၎င်းဒါရိုက်တာက နောက်တစ်ပတ်ကျရင်တို့စီယိုကမဲပေါက်တဲ့အိမ်ကိုလာလဲမဲဖြစ်ကြောင်းမယ်ရီကိုအကြောင်းကြားပါတယ်။ညဘက်မှာမယ်ရီကလူမသိအောင်အိမ်မှာအမောင်ချနေတော့ခြင်ဝင်လာလို့ခြင်ရိုက်လိုက်ချိန်မှာအတန်ဆန်ဆန်တက်ထားတဲ့မိတွေကလက်ခုထံကြားတာနဲ့မီးလင်းလာပါတယ်။သူမဘလို့မှပြန်မပိတ်တတ်တော့ပဲ။တိုက်တိုက်ဆန်ဆန်ဆိုသလိုကားပါကင်ရှောက်ဖို့ဆောင်ရွက်လာပေးတဲ့အိန်ဒီချင်းဒါရိုက်တာဆိုသူကသူမအိမ်ကိုရောက်ရှိလာပါတယ်။သူမလည်းထွက်တွေ့ပြီးမိဘလို့ပြတ်ရလဲဆိုတာကိုကိုကြီးတောင်းလိုက်ပါတယ်။ဒုက္ခ၎င်းဒါရိုက်တာကအိမ်ထဲကိုဝင်ပြီး ်မီးပိန်နီဖွင့်နီတွေကိုမယ်ရီကိုပြောပြပေးပါတယ်။အိမ်ထဲရောက်တော့သူသတိထားမိတာကအသုံးဆောင်တွေအလုံးကမယ်ရီပစ္စည်းတွေပဲဖြစ်နေပြီးအမျိုးသားရဲ့ပစ္စည်းတွေကိုမတွေ့လို့မယ်ရီကိုမေးပါတယ်။မယ်ရီကလည်းအမျိုးသားကအပူချိန်ဆင်းနေပြီးသူ့ပစ္စည်းတွေကိုတော့ပိတ်ရကြမှာနေရာချမှာဖြစ်ကြောင်းရုံအောင်ပြောလိုက်ပါတယ်။သူပြန်သွားတာနဲ့မယ်ရီကကင်ဝင်ကျုစီကိုဖုံးဆက်ပြီးဝူကျူရဲ့အသုံးဆောင်ပစ္စည်းတွေနည်းနည်းလာထားဖို့လိုကြောင်းပြောကြပါတယ်။ နောက်တစ်ခါမှတို့တို့နဲ့ရောက်ဟန်ဆောင်လင်များအဖြစ်ရှိနေတာကိုယုံကြည်ရှိအောင်ဆက်ဖိုတိုစတူဒီယိုမှာတပုံတော်ရဲကြပါတယ်။တတဲဆန်ဆန်ဆိုလိုပဲတို့ဌာနကကောင်းမလေးနဲ့တွေ့ပါတယ်။ကောင်းမလေးကအဖွဲ့မူမှန်းသိလို့နှုတ်ဆက်မလို့အခန်းထဲကိုလိုက်လာချိန်မှာတော့တို့တို့နှစ်ယောက်ပုံမှုနေရာမရှိတဲ့အတွက်အခန်းထဲမှာမျက်နှာကွယ်ပြီးအနမ်းပေးတယ်လို့မျိုးဟန်ဆောင်လိုက်ပါတယ်။ဒါကအပိုင်းသုံးပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။